ချက်စီတင်ကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရစေ။ဒီလိုမှကျွန်တော်အနေနဲ့ထုံးစံတိုင်းဒီကနေ့မနက်ခင်းအတွက်ချက်စီတင်အကြောင်းအလေးတွေကိုတစုတစည်းနဲ့စူးစီးဖော်ပြတင်ဆက်ပေးသွားမှာအထူးသဖြင့်တော့ transfer တင်သုံးပုတ်ဖြစ်ပါတယ်။ပထမဆုံးသတင်းအနေနဲ့တော့ဒါကျွန်တော်တို့အားလုံး အဟိုဖြစ်ပြီးသားရှင်းနေပြီးသားပေါ့နော်ဒါအဲကျွန်တော်တို့ကစားသမားဖြစ်တဲ့တိုက်စစ်ကစားသမားဖြစ်သူလေယံဒဲလက်ဖြစ်ပါတယ်ဆိုအားလုံးဒီအတိုင်းပဲဒဲလက်နဲ့ပတ်သက်ပြီးတော့ Chelsea တင်ကပြီးခဲ့တဲ့ January Transfer Window မှာကလေးက draw လေးအတန်ထွက်ခဲ့တဲ့အနေအထားမျိုးတွေရှိခဲ့တယ် Chelsea တင်ကသူတို့ရဲ့တိုက်စစ်ကိုဒါအထူးသဖြင့်တော့အန်ကန်ကူထွက်မယ်ဆိုတဲ့အနေအထားမှာ Nicholas Jackson နဲ့အပြိုင်ဖိအားပေးပြီးတော့သွားနိုင်မယ်တိုက်စစ်မှုမျိုးနောက်ပြီးတော့ Premier League လည်းအတွေ့အကြုံရှိတဲ့လေယံဒဲလက်ကိုချိန်ယွင်နေတာတော့ကြာခဲ့ပြီဖြစ်တယ်ဆိုတဲ့အနေအထားမှာလက်ရှိအနေအထားအရလေယံဒဲလက်ကသူ့ရဲ့အသင်း င်းကလည်းဟိုပါဘောเนาะပြောင်းဖို့အတွက်ခွင့်ပြုပြီးသားဆိုတဲ့အနေအထားတည်းရမှာအဲသူဒီအသင်းတွေကိုရွေးချယ်လျက်ရှိတယ်အသင်းတွေကိုရွေးချယ်ဆိုတာကလက်ရှိမှာသူ့ကိုစိတ်ဝင်စားနေတဲ့ Chelsea တသင်းတည်းမဟုတ်ဘူး Manchester United အပါဝင် Newcastle နဲ့ Everton အသင်းတို့ကလည်းစိတ်ဝင်စားလာတယ်လို့ကျွန်တော်တို့လည်းကြားသိရတာဖြစ်တယ်ဆိုတော့လက်ရှိမှာကစားသမားကဒီကလပ်အသင်းတွေအားလုံးနဲ့စကားပြောထားတဲ့အနေအထားမျိုးတွေရှိတယ်လို့ကျွန်တော်တို့လည်းကြားသိရတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ လက်ရှိမှာကစားသမားအနေနဲ့ decision တော့မချရသေးဘူးပထမတော့နှစ်သင်းနဲ့ပြ United နဲ့ Chelsea ကတော်လေးအတန်ထွက်ခဲ့တာဖြစ်တယ်။နောက်ပိုင်းမှာတော့ Janet Club အသင်းတွေပေါ့နော်ဒါ Newcastle တို့ Everton တို့ကလည်းပါဝင်လာခဲ့တာဖြစ်ပါတယ်။ဒါကတော့အဲတပုတ်ပေါ့နော်။တစ်ဖက်မှာတော့ဒါ Chelsea အသင်းအနေနဲ့နောက်ထပ်တိုက်စစ်ကစားသမားတအူးဖြစ်တဲ့ ကျွန်တော်ဟူကိုအခီတိုက်ပေါ့နော်ဆိုတော့ဟူကိုအခီတိုက်နဲ့ပတ်သက်တဲ့တည်င်းလေးဖြစ်ပါတယ်ဟူကိုအခီတိုက်နဲ့ပတ်သက်တဲ့တည်င်းကဘာလဲဆိုလို့ရှိရင်အဲချက်စီသင်းကဒီကစားသမားကိုစိတ်ဝင်စားတယ်ဒါပြီးခဲ့တဲ့ရက်ပိုင်းကအတန်တီတော်လေးကြည်ကြဲလောင်လောင်ထွက်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်တဲ့အနေအထားမှာဘာဖြစ်လာလဲဆိုတော့လက်ရှိမှာသူတို့ရဲ့မိခင်ကလာတင်မကချက်စီသင်းကိုအကယ်၍ငါတို့ကစားသမားကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါင်84သန်းပေါ့နော်အတိအကျဆို83.6သန်းပေးချေမယ်ဆိုလို့ရှိရင်တော့ဟိုဖြစ်ပေးမယ်ဆိုတဲ့အနေအထားမျိုးပေါ့နော် စဉ်းစားပေးမယ်ဆိုပြီးတော့အကြောင်းပြန်လာတယ်လို့ကျွန်တော်တို့အနေနဲ့ကြားသိရတယ်ဒါပေမဲ့တခုရှိတာ Chelsea သင်းအနေနဲ့ကအဲ့လောက်ပမာဏသုံးမှမလားပေါ့နော်တိုက်စစ်မှာက Chelsea သင်းဒီဟိုဈေးလည်းအရင်မကြီးတဲ့ပလေယာမျိုးပေါ့အနည်းဆုံးကဟိုအနမ်းလည်းမနေဘူးပေါ့ဗျာ90ရာနေ60ပေါ့အဲ့လောက်ပတ်ဝန်းကျင်မှာသုံးမယ်ဆိုရင်ထားမဖြစ်တဲ့အတွက်လက်ရှိမှာ front van နဲ့ Chelsea သင်းတို့ကြားမှာဒီပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ negotiate လုပ်နေလို့ကျွန်တော်တို့လည်းကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အာဒီ ဟူဂိုအခီတိုက်ကလည်းကြောစောင့်ကြည့်ရမှာပါကစားသမားကတော့တော်တော်လေးဟိုပါပေါ့နော်ခြေတက်နေတဲ့အနေထားမျိုးမှာရှိတယ်အသက်အရွယ်က22နှစ်ဆိုတဲ့အနေထားမှာတော့တော်တော်လေးခြေစွမ်းမရမစိုးဘူးပေါ့နော်ချက်စီးသင်းနေတဲ့အဲသဘောကျစရာအနေထားမျိုးရှိတဲ့ကစားသမားတယောက်လို့ကျွန်တော်နေမြင်တာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်အနေနဲ့ကတော့ဒါကျွန်တော်တို့ Chelsea သင်းရဲ့ညီနောင်ကလပ်အသင်းလို့ပြောလို့ရတဲ့ Strawberry ရဲ့တိုက်စစ်ကစားသမားဖြစ်သူ Emmanuel Amaha ဖြစ်ပါတယ်။ဆိုတော့ Emmanuel Amaha နဲ့ပတ်သက်ပြီးတော့လည်း Chelsea သင်းကအသင်းဒါသူတို့ Chelsea ကို ပြောရရင်တော့နှစ်သိန်းလောက်ကတော့ပိုင်ရှင်ကတူတယ်သို့တော့ Chelsea သင်းကိုခေါ်ယူဖို့အတွက်ပေါ့လက်ရှိမှာစာချုပ်တွေလုပ်နေလို့သိရတယ်အထူးသဖြင့်ကတော့ Chelsea သင်းကဒီကစားသမားကို D-transfer မှာခေါ်မှာတော့မဟုတ်ဘူးလာမယ့်2026စမ်းမပေါ့နော်နွေရာသီ transfer window မှာခေါ်ယူဖို့အတွက်ပြင်ဆင်နေတာဖြစ်တယ်လို့သိရတယ်ကစားသမားရဲ့အထူးသဖြင့်တော့ခြေစွမ်းပိုင်းပြီးလို့ရှိရင်လက်ရှိ physical strength တွေကိုဒါ Chelsea သင်းနေတဲ့သဘောကျတယ်ဆိုတဲ့အနေထားဖြစ်တယ်ဒါကြောင့်မို့လို့ Chelsea သင်းဘက်ကဒီကစားသမားကိုလည်း ဟိုဖြစ်မယ်ပေါ့နော်စဉ်းစားနေဆိုပြီးကျွန်တော်တို့ကြားသိရဖြစ်တယ်ဒါပေမဲ့လာမယ့်2026လူရာသီကြမှာပဲဒီစားသမားကတော့ join မယ်ဆိုချက်စီတင်ကို join မယ်လို့သိရတာပဲဖြစ်ပါတယ်ဒါကောဒီကနေ့မလာခင်မှာတက်ဆက်ပေးခြင်းနဲ့ကျွန်တော်ချက်စီတင်အကြောင်းအလေးပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရသတ်ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ချက်စီတင်အကြောင်းအလေးနဲ့ပြန်တွေ့ပါမယ်အားလုံးပဲ see you next video ပေါ့နော်